ရခိုင်ညွန်ွယ်စုဝင်အမျိုးသမီးငယ်ကိုမတိန်ကြည့်ခဲ့တဲ့လူတွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံသားဘင်္ဂလီတွေမဟုတ်ပဲနဲ့ရခိုင်ညွန်ွယ်စုဝင်ရခိုင်ဒေသဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်လည်းသိချင်ပါတယ်မြန်မာနိုင်ငံမှာတခုခုဖြစ်လာပြီဆိုလို့ရှိရင်ဒီမိုဆလန်တွေကိုပဲပို့ရတယ်။တနည်းအားဖြင့်ကျွန်တော်တို့ဗမာစကားပေါ်လို့ရှိပါတယ်။ကလာမလိုင်းရခိုင်လေး။ဗမာပြည်ဖက်ပိုင်းကမိုဆလန်တွေကိုသူတို့အာရန်တိုက်ပေးလို့မရဘူး။ဗမာပြည်ဖက်ပိုင်းကမိုဆလန်တွေကိုပြည်ထနာရှာလို့မရတော့တဲ့ခါ ရခိုင်မှာရှိနေတဲ့မွတ်စလင်တွေကိုပြဿနာရှာကြတယ်။ဒါကြောင့်မို့လို့ကလာမနိုင်ရခိုင်လေးဆိုတာဒါကိုပြတာ။အင်မတန်ရိုးသားပြီးတော့မြေကြီးကိုရှစ်ခင်မြတ်လို့တဲ့ကျွန်တော်တို့ရဲ့ဌာနေတိုင်းရင်းသားဖြစ်တဲ့ရိုဟင်ဂျာလူမျိုးအစ္စလမ်ဘာသာဝင်တွေကိုဒါကျွန်တော်တို့ရခိုင်နဲ့ကိုယ်ကိုယ်အောင်ခိုးကျင်တယ်လို့ခိုးနေကြတဲ့ပုံရှောက်ကိုခွဲသကိုအဖွဲကလည်းပဲဒါပြုတ်ရှာလာတာကျွန်တော်တွေ့ရတယ်။အားလုံးပဲတာလီဇာပါ။ကိုရှိရှာနဲ့ပြန်လေးကျိုးဆိုလိုက်ပါရခင်ဗျာ။ ဒီနေ့မှာတော့လက်ရှိဒီကျွန်တော်ဘင်္ဂလားဒေ့ရှ်နိုင်ငံကရခိုင်အမျိုးသမီးငယ်တယောက်မတိန်ကျင်ခံလိုက်ရတာနဲ့အတူလက်ရှိဒီကျွန်တော်တို့အမ်ဒီရခိုင်ပြည်နယ်မှာငွေဖြူကလည်းငွေမဲဖြစ်အောင်တနည်းဒီငွေမဲကလည်းငွေဖြူဖြစ်အောင်လှုပ်ဆောင်နေကြတဲ့ငွေကြေးဈေးကွက်ကစားနေကြတဲ့လူတရှုပ် နဲ့လက်ရှိနိုင်ငံရဲ့အခင်းအကျင်းတွေကိုကျွန်တော်အနေနဲ့စူးစီးသုံးသပ်အစီအခံတင်ပြတော့မှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြဖို့ဒီဘက်ကတရားဥပဒေစတဲ့ကိုလေးစားကြတယ်ဖိတ်လိုက်ပါခင်ဗျာဟုတ်ပြီဒါဆိုကျွန်တော်တို့လက်ရှိနေပြီးတော့ဒီအခုလက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဒီကျွန်တော်ရခိုင်မျိုးနွယ်စုဝင်ဖြစ်တဲ့အဲဒီကောအမျိုးသမီးငယ်လေးတယောက်ကိုကျွန်တော်မတိန်ကျင့်မှုဖြစ်ပွားခဲ့ပါတယ် ဒီမတိန်ကျဲမှုဖြစ်ပေါ်ခဲ့တာကိုလက်ရှိဒီကျွန်တော်တို့ရခိုင်ပြည်နယ်နဲ့ဒီတခြားဒီကျွန်တော်တို့မြန်မာနိုင်ငံထဲမှာရှိနေတဲ့ဒီကျွန်တော်လူမျိုးရဲ့ဘာသာရဲ့အဓိကရုံးဖြစ်အောင်လှုပ်ဆောင်ခြင်းကြတဲ့လူတစုရဲ့လုတ်ကြံဖန်တီးဇလံတချို့ဝေကိုလေးပဲကျွန်တော်နေနဲ့တုံတက်တော့မှာဖြစ်ပါတယ်ဒီတော့ဟုတ်ပြီဒါဆိုကျွန်တော်လက်ရှိဒီမတိန်မှုဖြစ်ပေါ်ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းနဲ့အတူဒီမတိန်မှုကိုကျူးလွန်ခဲ့တဲ့လူတွေဟာလက်ရှိဒီဘင်္ဂလားဒေ့ရှ်နိုင်ငံသားတနည်းအားဖြင့်ဌာနေနိုင်ငံသားဌာနေတိုင်းရင်းသားဖြစ်တဲ့ဘင်္ဂလီလူမျိုးလားဒါမှမဟုတ်ဒီကျွန်တော်တို့ရဲ့ဒီရခိုင်မျိုးနွယ်စုဝင်အရှင်းရှင်းကပဲဖြစ်ခဲ့တာလားဆိုတဲ့ဟာကိုဒါကျွန်တော်နေနဲ့စူးစီးသုံးသပ်တင်ပြသွားဖြစ်ပါတယ်ဆိုတော့ကဒီအခုလို့ရှိ DR ကိုကျွန်တော်နဲ့မသုံးသပ်ခင်မှာဒီဗီဒီယိုလေးကိုကျွန်တော်တို့ কি যে পাহাড়ি উপজাতির মেয়ের ধর্ষণ নিয়ে পাহাড়ি আন্দোলন সেনাবাহিনীর গাড়ি ভাঙচুর মুসলিমদের মসজিদ ভাঙচুর পাহাড় থেকে সেনা হটাও পাহাড় থেকে বাঙালি হটাও এমন উশৃঙ্খল স্লোগান দেয় চাকমা উপজাতিগুলো এগুলো সবই পাহাড়ি উপজাতিদের পরিকল্পিত সব নাকি বাঙালির দোষ পাঁচজন ধর্ষণকারীর মধ্যে দুইজন হিন্দু একজন মারমা দুইজন চাকমা তাহলে মসজিদ হামলা কেন প্রিয় খাগড়াছড়ি ভালো নেই একশো চুয়াল্লিশ ধারা ဆိုတော့ဒီဟာရဲ့အကြောင်းအရာကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာသူကဒီပေါ့နော်ဒီတောင်တန်းဒေသမှာနေတဲ့မိန်းကလေးတယောက်မဒိန်ကျင့်ခံရမှုနဲ့ပတ်သက်ပြီးတော့တက်ဆိုင်ရာတောင်ဝရှိသူတွေကိုမကြင်မနှက်ဖြစ်တဲ့အတွက်ဆိုပြီးတော့ဒီတောင်တန်းဒေသမှာနေထိုင်တဲ့သူတွေဟာဒီကျွန်တော်တို့သက်ကမမြို့နယ်စုဝင်မာရမာဖြစ်ပြီးတော့ဒီလက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံသားဘင်္ဂါလီလူမျိုးမွတ်စလင်တွေဝတ်ပြုတဲ့ဗလီနဲ့မွတ်စလင်တွေပိုင်ဆိုင်တဲ့ဆိုင်ခန်းတွေကိုမီးရှို့ဖြစ်စီနေတဲ့အတွက်အစောပိုင်းကိစ္စကိုဖိန်းသိမ်းဖို့ ရောက်ရှိလာတဲ့တပ်ဖွဲ့ဝင်တွေကိုအုတ်ခဲတွေနဲ့ပြစ်ပေါက်ခြင်းစစ်တပ်ရဲ့ရင်တွေကိုဖျက်ဆီးခြင်းတွေပြုလုပ်ခဲ့ကြပါတယ်ဒီကျွန်တော်တက္ကမမျိုးနွယ်စုတွေဟာမဒိန်မှုကိစ္စအတွေ့စံတပ်ပြနေတယ်လို့ဆိုပေမဲ့လည်းတွဲကြိုတုံးဆိုခဲ့တဲ့တွဲကြိုတန်ဟာဒီစစ်တပ်ကိုတောင်ကောင်းကနေအများဆုံးဖိရှောက်ပေးဖို့နံပါတ်နဲ့တောင်ကောင်းမှာနေထိုင်တဲ့ဗင်္ဂလီတွေကိုတောင်ကောင်းဘဝနဲ့ဖိရှောက်ပေးရန်ဆိုတဲ့တွဲကြိုတန်တွေကတွဲကြိုနေခဲ့ကြတာဖြစ်ပါတယ်ဒါတွေအားလုံးဟာတောင်ကိုသား တက္ကမညွန့်ွေဇုဝင်တွေကကြိုတင်စီစဉ်ထားတာလည်းဖြစ်ပါတယ်ဆိုပြီးတော့ဒါတရင်ကနေကြိုညာသွားတာဖြစ်တယ်လို့ဒီလက်ရှိဒီမဒိန်မှုကိုကျူးလွန်ခဲ့တဲ့လူတွေလည်း fans မိထားတယ်ဆိုပြီးတော့လည်းဒါဒီပြည်ဌာနကနေပြီးတော့ကြိုညာထားတာရှိပါတယ်ဆိုတော့ဒီသူတို့ဒီဒီဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်မီဒီယာရဲ့ဖော်ပြချက်အရကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဒီမဒိန်မှုကိုကျူးလွန်ခဲ့တဲ့လူ၅ယောက်ဟာဟိန္ဒူဘာသာဝင်၂ယောက် မာရမာဂီရခိုင်မျိုးနွယ်စုဝင်ဖြစ်တဲ့မာရမာဂီလူမျိုးစုတစ်ရပ်တယောက်ဒီကျွန်တော်တို့တက္ကမတနည်းအားဖြင့်အဲ့ဒီမှာလည်းအဲ့ဒီသက်ပေါ်တော့ဒီရခိုင်မျိုးနွယ်စုထက်ကနှစ်ယောက်ဖြစ်တယ်ဆိုပြီးတော့သူပြောတာပါတယ်ဒါပေမဲ့လည်းပဲလက်ရှိဒီသူတို့တွေဟာဒီကျွန်တော်ဗလီကိုဒီဘင်္ဂလားဒေ့ရှ်နိုင်ငံဘင်္ဂလီနိုင်ငံဘင်္ဂလီတွေဒီအာဝုတ်ပြုနေတဲ့ဗလီကြောင်းဆောင်ကြီးကိုဒါပေါ့နော်တိုက်ခတ် ခဲ့တဲ့အတွက်ကြောင့်အခုဆိုလို့ရှိတာသူတို့နိုင်ငံမှာပုံမှန်တရားလေးစလေးထုတ်ပြန်ထားတာလို့ကျွန်တော်တို့တွေ့ရပါတယ်။ဆိုတော့ဒါတွေကိုကျွန်တော်ပြန်ပြီးပြန်လေးပြည့်ကြည့်ရှုလိုက်တဲ့အခါမှာဒီကျွန်တော်တို့ဒီစုံစမ်းသိရှိရတဲ့လောက်ဆိုလို့ရှိရင်လက်ရှိဒီကျွန်တော်တို့ရခိုင်ညွန့်ညွယ်စုဝင်အမျိုးသမီးငယ်ကိုမဒိန်ကျင့်ခဲ့တဲ့လူတွေကကျွန်တော်ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံသားဘင်္ဂလီတွေမဟုတ်ပဲနဲ့ရခိုင်မျိုးနွယ်စုဝင်ရခိုင်ဒေသ ဖြစ်တယ်ဆိုတဲ့ဟာကိုဒါကျွန်တော်တွေနဲ့သိထားပါတယ်။ဒါပေမဲ့လည်းပဲလက်ရှိဒီကျွန်တော်ရခိုင်ပြည်နယ်ထဲမှာဒီကျွန်တော်နိုင်ငံရေးအရာလူမျိုးရေးအရာအဓိကရောဖြစ်စေလိုတဲ့နိကံမျိုးရှိစုံလုံးကန်တစုပါတော့လက်ရှိဘင်္ဂလီတွေဟာရခိုင်အမျိုးသမီးတွေကိုမဒင်းကျင့်နေဆိုပြီးတော့သူတို့ဝါဒဖြန့်လှုံ့ဆော်မှုတွေလည်းရှိတဲ့အပြင်ဒီကျွန်တော်မြန်မာနိုင်ငံအတွင်းဘက်မှာလည်းပဲဒီလိုမျိုးလှုံ့ဆော်နေတာမျိုးတွေတွေ့ရပါတယ်ဆိုတော့ နောက်တစ်ခုကဒီလက်ရှိဒီကျွန်တော်တို့ရခိုင်လူမျိုးနဲ့ဒီလက်ရှိဒီကျွန်တော်တို့မြန်မာလူမျိုးတချို့ဟာဒါအရန်လူမျိုးရေးဘာသာရေးအဓိကရောဖြစ်စေလို့တဲ့ဆက်စံတာတွေပြင်းပြနေတာမျိုးတွေကိုလည်းကျွန်တော်နေတွေ့ရှိရပါတယ်ဆိုတော့ကျွန်တော်ဒီနေ့သုံးသပ်ချင်တာကဒီကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရခိုင်နှုန်းအနည်းငယ်သာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေပျောက်ကွယ်သွားမှာကိုမကြောက်လန့်ပင်နဲ့လက်ရှိမြန်မာနိုင်ငံထဲမှာမွတ်စလင်ဆိုတာဒီလူနေစုဖြစ်တယ်။တနည်းအားဖြင့်ယာခိုင်နှုန်းနည်းနည်းလေးသာဖြစ်တယ်။ဒီတော့ကျွန်တော်တို့85ယာခိုင်နှုန်းဟာဗုဒ္ဓဘာသာဝင်တွေဖြစ်တယ်။ဒီတော့လက်ရှိဒီကျွန်တော်တို့ဒီဆရာခိုင်နှုန်းကြိုကြလောက်ပဲရှိတဲ့မွတ်စလင်တွေကြောင့်85ယာခိုင်နှုန်းသောဗုဒ္ဓဘာသာတွေပျောက်ကွယ်သွားမှာလို့ကြောက်နေကြတာကျွန်တော်တွေ့ရတယ်။ဆိုတော့အဓိကနဲ့တာမင်ရကိုကွေးကွေးပြပြနားမလဲ မသိကြဒါကိုလည်းပဲဒါကျွန်တော်အနေနဲ့ဒါအရန်ဝန်းနေမိပါတယ်ဆိုလိုတာကဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဗုဒ္ဓဘာသာတည်နေနေလေးပဲရှိတယ်ဒါပေမဲ့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံကဗုဒ္ဓဘာသာဝင်တွေပျောက်ကွယ်သွားမှာကိုမကြောက်နိုင်ပြန်နဲ့မြန်မာပြည်က85ရာခိုင်နှုန်းသောဗုဒ္ဓဘာသာတွေပျောက်ကွယ်သွားမှာလို့ကြောက်နေကြတယ်ဗျာဒါလည်းပဲဒါကျွန်တော်တို့တနည်းအားဖြင့်ပြောမယ်လို့ရှိရင်လူမျိုးရေးဘာသာရေးအဓိကရောဖြစ်စေလို့တဲ့ဒါ စစ်စံတမျိုးတွင် ਨੇ လှုံ့ဆော်နေခြင်းတမျိုးသာဖြစ်ပါတယ်ဆိုတော့ဒီကျွန်တော်တို့ဒီအရင်အရင်တော့အားလည်းပဲအားတခါတည်းဗုဒ္ဓဘာသာတွေဟာနောက်ထပ်10နှစ်ကြာလောက်နောက်ထပ်10နှစ်နဲ့ဆယ်ဆိုလို့ရှိရင်ပြောက်ပြွေသွားနိုင်လေဆိုတော့တဘိုးမျိုးပြုဆိုခဲ့ကြပါတယ်ဟုတ်ဒီကျွန်တော်တို့အဲ့ဒီမှာလေဥနေဝင်းခက်ကလေးရပဲပြုဆိုလာကြပါတယ်ဆိုတော့ကဒီလက်ရှိအဲ့ဒီမှာလေဥနေဝင်းနဲ့ဒါကျွန်တော်တို့ဒါဒီအခုခက်ကာလနဲ့ကျွန်တော်ပြည့်ကြည့်မယ်ဆိုလို့ရှိရင်နှစ်ပေါင်း90ကျော်60နီးပါးတော့မှရှိပေါ်ဖြစ်တယ် ဒါပေမဲ့ဗုဒ္ဓဘာသာလည်းပြောက်လားမပြတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ကအဲ့လိုလူမျိုးရဲ့ဘာသာရဲ့အဓိကရုံဖြစ်အောင်အဲ့ဒီလိုမျိုးစိုးရင်ထက်လန့်မှုတွေဖြစ်ပေါ်လာအောင်လှုပ်ဆောင်ခဲ့တာဒီအာနာရှင်တွေသာဖြစ်ပါတယ်။ပြီးတော့ဒီအာနာရှင်တွေရဲ့သွေးထိုးလှုပ်ဆောင်မှုကိုတစ်ဖက်ပိုက်တနည်းအားဖြင့်တစ်ဖက်ပိုက်တော့မဟုတ်ဒီဇုံလုံးကမြစ်ကမ်းမျိုးရှင်နိုင်ငံရင်းသမားတစုနဲ့ ဒီလက်ရှိဒီကျွန်တော်တို့မြန်မာနိုင်ငံတွင်းမှာဒီကျွန်တော်တို့ဘာသာရေးအရေးရှောင်ဖုန်းတဆိုးရဲ့လောက်ကြခံပြီးဇာလန်တွေကိုယုံခဲ့ကြတာကကျွန်တော်အောက်ရှင်လူဒန်းစားတွေဖြစ်တဲ့မြန်မာပြည်သူပြည်သားတွေဖြစ်ပါတယ်။ပြီးတော့ဒီကျွန်တော်တို့ရိုးသားတဲ့မြန်မာပြည်သူပြည်သားတွေဟာဒီလိုဘာသာရေးအဓိကရောဖြစ်စေအောင်လှုံ့ဆော်မှုလူမျိုးရဲ့အဓိကရောဖြစ်စေအောင်လှုံ့ဆော်မှုတွေကြောင့်ဒါကျွန်တော်တို့တွေမလိုလားအပ်ပင်နဲ့ပြဿနာဘုံစုံကိုဖြစ်ပေါ်လာခဲ့တာကြောင့်ပြရပါမယ်။အဲ့တော့ ဒီကျွန်တော်ရဲ့မြန်မာနိုင်ငံမှာမတိုင်းမှုဟာဒါတမှုတည်းဖြစ်ခဲ့တာမျိုးမဟုတ်ပါဘူးဆိုတော့ဒါတင်ကျွန်တော်ရဲ့လက်လာမှတ်သားခြင်းအရာကျွန်တော်လက်လာထားတဲ့ဒီအဲဘောနော်ဒီစရင်အရာကျွန်တော်တင်ပြရမယ်ဆိုလို့ရှိရင်ဒီကျွန်တော်2015ခုနှစ်အတွင်းမှာတနိုင်ငံလုံးမှာမတိုင်းမှုဟာရှောက်ရကြိုဖြစ်ပေါ်ခဲ့ပြီးတော့အမှုကြီး၁၀မျိုးထက်မှာဒီကျွန်တော်တို့မတိုင်းမှုကအများဆုံး ဖြစ်ခဲ့တာလည်းကျွန်တော်တွေ့ရပါတယ်။အဲ့ဒီထက်မှဒီကျွန်တော်တို့ဒီအဲဘောနော်ဒီလူသတ်မှုကတနိုင်ငံလုံးမှာ1964ခုဖြစ်ပေါ်ခဲ့ပြီးတော့2014ခုနှစ်ကတည်းကစလို့ရှိရင်ယူနေသွားတာလို့ကျွန်တော်တွေ့ခဲ့ရပါတယ်။ဒါမဲ့လည်းပဲဒီမတိမ်မှုဟာဒီ2014ခုနှစ်ကလာတဲ့ယူနေသွားမှာဆိုပေမဲ့လည်း2015ခုနှစ်အတွင်းမှာဖြစ်ပေါ်ခဲ့တဲ့အမှုကြီးစဉ်မျိုးထက်မှာဖြစ်ပေါ်မှုနှောင်းအများဆုံးကတည်ငင်မတိမ်မှုတွေပဲဖြစ်ပါတယ်။ ဆိုတော့ဒါမျိုးကျွန်တော်တွေ့ဆက်လက်ပြီးလက်လာကြည့်မယ်ဆိုလို့ရှိရင်ဒီကျွန်တော်2015ခုနှစ်အတွင်းမှာဖြစ်ပွားခဲ့တဲ့မဒိန်းမှုတွေထက်ကရာခိုင်နှုန်း40ခန်းလောက်ဟာတက်ငယ်မဒိန်းမှုတွေဖြစ်ခဲ့တာလည်းကျွန်တော်တွေ့ရပါတယ်။ဆိုတော့ဒီကျွန်တော်တို့2015ခုနှစ်ကနေပြီးတော့ဒီကျွန်တော်ပြန်ပြီးကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့2015ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့မဒိန်းမှုတွေရဲ့ရာခိုင်နှုန်း40လောက်ကတော့ဒါကျွန်တော်တက်ငယ်မဒိန်းမှုတွေပဲဖြစ်ပါတယ်။ ဆိုတော့ခါဒီကျွန်တော်တို့ဒီတနိုင်ငံလုံးတိုင်းတာနဲ့ကျွန်တော်ပြန်ပြီးတွေ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့2012ခုနှစ်ကဆိုလို့ရှိရင်ဒါလူသားမှုက1323မှုဖြစ်ခဲ့ပြီးတော့မဒိန်မှုက654မှုဖြစ်ပေါ်ခဲ့ပါတယ်ဒီလို654မှုထက်ကမှမတိတာထွေအမှုတစ်ခုအပါဝင်ဖြစ်ပါတယ်ဒီမတိတာထွေဒီကျွန်တော်ရခိုင်ပြည်နယ်မတိတာထွေတည်သွားခဲ့တဲ့အမှုဟာဒီကျွန်တော်တို့ဒီ2012ခုနှစ်မှာဖြစ်ပေါ်ခဲ့တဲ့ဒီကျွန်တော်1200 ဒီဘောနော်ဒီ64မူထက်ကဒါအာတနည်းအားဖြင့်ဒီအမှုတစ်ခုလို့ဒါကျွန်တော်တို့ပြောလို့ရပါတယ်ဆိုတော့ဒီလိုမျိုးဖြစ်ပေါ်လာခဲ့တဲ့မဒိမ့်မှုတွေအများကြီးထက်ကမှမတိတာထွေးရဲ့အမှုပါဒါအရန်စမ်းကြည့်တယ်လို့ကျွန်တော်ပြောရပါမယ်ဘာကြောင့်လဲဆိုတော့ဒီကျွန်တော်တို့အာဘောနော်ဒီ2017မှာမတိတာထွေးမဒိမ့်မှု ဖြစ်တယ်ဒီလိုဖြစ်ပြီးတဲ့နောက်ပိုင်းမှာဒါကျွန်တော်တို့ဘာဖြစ်လာကြလဲဆိုတော့ဒီကျွန်တော်တို့အာဒီဘုံနော်မိတ်ချီလာမှာကျွန်တော်တို့တစ်ခုထပ်ဖြစ်တယ်ဒီမိတ်ချီလာဖြစ်ပြီးဒီကျွန်တော်တို့မြန်မာနိုင်ငံအနှံ့အပြားတို့မြင်းမြင်းမှာဖြစ်ပေါ်လာခဲ့တဲ့တွေ့ရဒါမဲ့ဒီကျွန်တော်တို့မိတ်ချီလာမှာဖြစ်ခဲ့တာကတော့မတိမ်းမှုလို့မဟုတ်ပါဘူးဆိုလိုတာကဒီလိုလူတတ်မှုတွေမတိမ်းမှုတွေဟာဒီကျွန်တော်တို့2012ဒီကာလကလေးကတည်းကအမှုတွေအများဆုံးဖြစ်ပွားခဲ့တာကိုကျွန်တော်တွေ့ရပါတယ် ဒီလိုဖြစ်ပွားခဲ့တဲ့အမှုတွေထက်တာမှမတိတာတွေ့ရဲ့အမှုဟာဒါထင်ပေါ်ကြိုးစိုးခဲ့တာဖြစ်ပါတယ်ဒီလိုထင်ပေါ်ကြိုးစိုးအောင်လုံလိုက်တဲ့လူကတော့ဒါကျွန်တော်ရဲ့ရခိုင်နိုင်ငံရေးတမားမြစ်ကမ်းမြို့ရှိဇုံလုံးကမ်းတစုနဲ့ဒီကျွန်တော်တို့လူမျိုးရဲ့ဘာသာရေးကိုအတိတ်ကရောဖြစ်အောင်လှုံ့ဆော်ဖို့တနည်းအားဖြင့်ဖြစ်ပေါ်လာအောင်ကြိုးပမ်းခဲ့ကြတဲ့ဒါကျွန်တော်တို့ဒီဘာသာရေးအရေးရှောင်ဒီအခုဆိုလို့ရှိရင်ဒါကျွန်တော် ဟိုတနေ့တော့လည်းတင်ပြခဲ့တယ်။ကိုလျှောက်ကိုခွင့်တခိုးအဖွဲ့ကိုလျှောက်ကိုအဖွဲ့လည်းဖြစ်ကြသလိုဒီဒီလိုဖြစ်ပေါ်လာအောင်ကျွန်တော်လက်ပိုက်ပြီးတော့တရားဝင်ရိုက်ကြည့်ခဲ့တာကအစိုးရပဲဖြစ်ပါတယ်။ဆိုတော့ဆိုရက်ကဒီလိုမျိုးလှုပ်ဆောင်ခဲ့ကြတဲ့အတွက်ဒီကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကြီးဟာမီဟောင်းတောက်တဲ့ဘဝကိုရောက်ခဲ့ရပြီဖြစ်ပါတယ်။ဆိုတော့အခုလည်းပဲဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဖြစ်နေတဲ့ အဖြစ်အပျက်ကိုကျွန်တော်တို့ဒီဖက်မှာနေပြီးတော့ဒီကျွန်တော်တို့ရခိုင်ပြည်နယ်နဲ့လက်ရှိမြန်မာနိုင်ငံထဲမှာဒါပြည်ထနာဘုံဆောင်ဖြစ်ပေါ်လာအောင်ဒါစီစဉ်ဆောင်ရွက်နေတာမျိုးလည်းကျွန်တော်တွေ့ရပါတယ်ဆိုတော့အခုလက်ရှိဒီမဲအောင်နိုင်ငံကလည်းပဲဒါသူတို့ရွေးကောက်ပွဲလုပ်ဖို့ကြိုးပမ်းနေတဲ့အရှင်ဆိုတော့ဒီလိုရွေးကောက်ပွဲကိုဒီကျွန်တော်တရားမွန်တဲ့နေလာနဲ့အောက်တန်းကြတဲ့နေလာနဲ့လှုပ်ဆောင်ဖို့ ကျိုးပန်းနေတဲ့အချိန်မှာလက်ရှိဒီသူတို့ဒီတနည်းအားဖြင့်ပြောဆိုလို့ရှိရင်မြန်မာနိုင်ငံမြို့တိုတိုများများဝလတာသူတို့ဆုံးချုံတောင်းဖြစ်တယ်။ဒါမဲ့ဒီလိုအောက်တန်းကြတဲ့နေနဲ့ရွေးကောက်ပွဲကိုလုပ်ဖို့ကြိုးပမ်းနေတဲ့အချိန်မှာအခုလိုဘင်္ဂလားဒေ့ရှ်နိုင်ငံမှာမမျိုလက်ဘေးနဲ့အခုလိုမတိမ်မှုအခုဖြစ်ပေါ်ခဲ့တယ်။ဒီဖြစ်ပေါ်လာတဲ့ဒီမတိမ်မှုကိုအရှေခံပြီးတော့နိုင်ငံရေး လူမျိုးရေးဘာသာရေးကစားဖို့ကြိုးပမ်းနေကြတာကိုကျွန်တော်အနေနဲ့လက်လာသိရှိထားပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်ဒီလိုတင်ပြချင်တာကလက်ရှိဒီဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိနေတဲ့ဒီလက်ရှိဖြစ်ပြနေတဲ့အဖြစ်အပျက်ဟာဒါကျွန်တော်တို့ဘင်္ဂလီလူမျိုးအစ္စလမ်ဘာသာဝင်ဘင်္ဂလီလူမျိုးတွေကပြုမှုလုံဆောင်ခဲ့တာမျိုးမဟုတ်ဘဲနဲ့လက်ရှိဒီကျွန်တော်တို့ရခိုင်မျိုးနွယ်စုဝင် တွေနဲ့ဒီအဲ့ဒီနိုင်ငံမှာရောက်ရှိနေထိုင်ရတဲ့ဟိန္ဒူဘာသာဝင်တွေကလည်းပူးပေါင်းပြီးတော့ကျန်စီလှုပ်ဆောင်ခဲ့တယ်ဆိုတာကိုကျွန်တော်အနေနဲ့တင်ပြခြင်းဖြစ်ပါတယ်။ဆိုတော့ကကျွန်တော်ရဲ့မြန်မာနိုင်ငံမှာတခုခုဖြစ်လာပြည့်ဆိုလို့ရှိရင်ဒီကျွန်တော်တို့မွတ်စလင်တွေကိုထိုးရှာတတ်တဲ့အကျင့်တစ်ခုရှိပါတယ်။တနည်းအားဖြင့်ကျွန်တော်တို့ဗမာစကားဘုံလို့ရှိပါတယ်။ကလာမနိုင်ရခိုင်မင်းဆိုတော့လည်းလက်ရှိဒီကျွန်တော်တို့ဒီအာ ဒီမုစ်တခုခုဖြစ်လာပြီဆိုလို့ရှိရင်ဒီမုစလင်တွေကိုပဲထိုးရှာတယ်။ကျတော့ရခိုင်ဒီကဗမာပြည်ဖက်ပိုင်းကမုစလင်တွေကိုသူတို့အာရန်တိုက်ပေးလို့မရဘူး။ဗမာပြည်ဖက်ပိုင်းကမုစလင်တွေကိုပြည်တနာရှာလို့မရတော့တဲ့ခါရခိုင်မှာရှိနေတဲ့မုစလင်တွေကိုပြည်တနာရှာလာကြတယ်။ဒါကြောင့်မို့လို့ကလမနိုင်ရခိုင်မေးဆိုတော့ဒါကိုပြောတာပါ။ဆိုတော့မြန်မာနိုင်ငံအထက်ပိုင်းမှာဖြစ်ပျက်နေတဲ့ပြည်တနာတွေကိုမြန်မာနိုင်ငံအထက်ပိုင်းမှာရှိနေတဲ့ မွတ်စလင်တွေကိုသူတို့မထိရေးတဲ့ကရခိုင်မှာရှိနေတဲ့ဒီကျွန်တော်တို့တန်လျာမျိုးရိုးသားပြီးတော့အင်မတန်ရိုးသားပြီးတော့မြေကြီးကိုရှစ်ခင်မြတ်လို့တဲ့ကျွန်တော်တို့ရဲ့ဌာနေတိုင်းရင်းသားဖြစ်တဲ့ရိုဟင်ဂျာလူမျိုးအစ္စလမ်ဘာသာဝင်တွေကိုဒါကျွန်တော်တို့ရခိုင်နဲ့သွေးကွေးအောင်လုံဆူခဲ့တာမျိုးတွေလည်းဒါကျွန်တော်တို့သမိုင်းအစစ်စစ်ရှိခဲ့ပါတယ် ဆိုတော့အခုလေးပဲဒီလိုလှုပ်ဆောင်ဖို့အတွက်ဒီကျွန်တော်တို့တနေ့တော့တင်ပြခဲ့တဲ့ဒီမှာဘာကတာတနည်းအားဖြင့်ကိုးလျှောက်ကိုအဖွဲ့ပေါ့ဒီကျွန်တော်ခိုးခြင်းတလို့ခိုးနေကြတဲ့ကိုးလျှောက်ကိုခွေးသကိုအဖွဲ့ကလည်းပဲဒါလှုပ်ရှားလာတာကျွန်တော်တွေ့ရတယ်ဆိုတော့ဒီခွေးသကိုခွေးသကိုအဖွဲ့ဟာကျွန်တော်ဒီမဲအောင်လိုင်းအုပ်ချုပ်နေတဲ့ကာလတစ်ဆောင်းလုံးမှာပေါ်ပေါက်လာခြင်းမရှိခဲ့ပဲနဲ့တနည်းအားဖြင့်အခုရွေးကောက်ပွဲနိခာနိမှာ ပိုပေါက်လာတာဟာဒါကျွန်တော်တို့စဉ်းစားစရာတစ်ချက်ဖြစ်ပါတယ်။ဒါလည်းစဉ်းစားတင်ပါတယ်။ဆိုတော့ဒီ၄နဲ့၅နှစ်တာကာလပတ်လုံးမှာဒီခွေးသခိုးအပွက်ဟာငြိမ်နေပြီးတော့အခုရွေးကောက်ခွေးနေလာမှပေါ်လာတယ်လို့ဆိုကြလေကဒါဟာအကြံစီတစ်ခုခုရှိနေတယ်ဆိုတာဒါကျွန်တော်တို့တန်တရားဖြစ်ပေါ်ရမရှိတော့ပါဘူး။ဒါကြောင့်မလို့ကျွန်တော်တို့လက်ရှိနေပြီးတော့ဒီရခိုင်ပြည်ထဲမှာနေတဲ့ရခိုင်လူမျိုး တွွှွန်နဲ့ဒီလက်ရှိဒီကျွန်တော်တို့ရခိုင်ပြည်ထဲမှာမှီတဲ့နေတိုင်းနေကြတဲ့ဌာနတိုင်းရင်းသားတွေဖြစ်တဲ့ရိုဟင်ဂျာတွေအနေနဲ့ကျွန်တော်တို့ဒီပြဿနာဒီဒီပြဿနာအစတည်ဘယ်သူစခဲ့တာလဲဒီပြဿနာဒီဘယ်ကလာတာလဲဆိုတော့ပြဿနာဇင်းမြစ်ကိုလူတိုင်းသိရှိနားလည်ပြီးတော့ကျွန်တော်တို့ကိုသွေးခွေးမဲ့ဒီကျွန်တော်တို့တွေကိုပြဿနာအဓိကရောဖြစ်စေအောင်လှုပ်ဆောင်ပေးမဲ့လူတို့ရဲ့ရန်ကနေကျွန်တော်တို့ဒါ ရှုံပြေးလို့ရအောင်တနည်းအားဖြင့်တွေးထုတ်လုံးဆုံမှုကနေလုတ်ကင်းအောင်ဒါကျွန်တော်တို့စစ်စစ်လုံးလုံးညီညွတ်ညွတ်နဲ့ဒါကျွန်တော်တို့နေထိုင်တက်နေဆိုတဲ့ဟာကိုဒါကျွန်တော်လည်းဒီနေရာကနေပြီးတော့ပြင်ပြခြင်းဖြစ်ပါတယ်။ဟုတ်ပြီ။ဒါဆိုအခုလက်ရှိဒီကျွန်တော်တို့ရခိုင်ပြည်နယ်မှာပြဿနာဘုံဆောင်ဖြစ်ပေါ်အောင်လုံဆုံခဲ့ကြတဲ့ဒါကျွန်တော်တို့နံပါတ်1တရခံလို့ပြောလို့ရတဲ့ဒီကျွန်တော်တို့ဘင်္ဂလီလူမျိုး တနည်းအားဖြင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာမွေးဖွားခဲ့တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်တဲ့ဒေါက်တာအိမောင်နောက်ပြီးဒီကျွန်တော်တို့ဒီမှာဒီလက်ရှိဒီကျွန်တော်စာရေးဆရာလို့ပြောတဲ့ဒီစာရေးဆရာလို့ပြောတဲ့ဒါတနည်းအားဖြင့်ကျွန်တော်တို့ပြောမယ်ဆိုရင်စာတက်ပြီးတော့ပညာမတက်တဲ့ဝဟင်အောင်တို့လိုလူတွေဟာဒီနိုင်ငံရဲ့အခင်းအကျင်းမှာဒါပါဝင်လာကြတာကျွန်တော်တွေ့ရတယ်ဆိုတော့ကဒီဝဟင်အောင်ဟာဒီကျွန်တော်တို့မဲအွန်လိုင်းအာနာသိမ်းပြီးနောက်ပိုင်းမှာမှာဒါထောင်ကနေ ပြန်လွတ်လာတာဖြစ်တယ်။အဲ့တော့ဒီ main online ကနေလွတ်ပေးလိုက်တဲ့အတွက်ဝန်ရံကဒါလက်ရှိနေလို့ ULA နဲ့ပူးပေါင်းသွားပြီးတော့ဒီဒေါက်တာအိမ်မောင်ကကြာတော့ဒီကျွန်တော်တို့ဒီစက်တန်နဲ့ပဲပြန်ပြီးတော့ပူးပေါင်းနေတွေ့ရတယ်။ဒါပေမဲ့ဒီစက်တန်နဲ့ပူးပေါင်းနေတဲ့ဒေါက်တာအိမ်မောင်ကိုဝန်အောင်တို့အဖွဲ့ဟာတာကောင်းရဲဆိုးရဲကောင်းလားဆိုးလားတခုမှဝေဖန်ခဲ့ခြင်းမရှိပါဘူး။ဒါပေမဲ့ဒီဝန်အောင်ရဲ့ ရခိုင်ပြည်နယ်အတွက်မှာလှုပ်ဆောင်နေတဲ့လှုပ်ဆောင်ချက်တချို့ကိုကျွန်တော်နဲ့စုံစမ်းသိရှိရတာစုံစမ်းသိရှိရတဲ့မြတ်ပြင်ပြရမယ်ဆိုရင်ဝေဟံဟာဒီလက်ရှိတည်းကကျွန်တော်တို့ငွေသွင်းငွေထုတ်ငွေလွှဲငွေထုတ်လုပ်ငန်းကိုလုပ်ကိုင်နေတယ်လို့ကြားသိရပါတယ်။ဒါအပြင်ဒီသူတို့တနည်းအားဖြင့်ဒီကျွန်တော်တို့ရခိုင်ပြည်ထဲမှာဖြစ်နေတဲ့ဒီကျွန်တော်တို့ဆက်ဘေးရှောင်းတွေကိုပြပြီးတော့ စပစ်ဆောင်ဆိုတဲ့ခေါင်းစဉ်အောက်ကအကြောင်းတရားတွေပြပြီးတော့ဒါသူတို့တောင်အာတနည်းအလူခံနေကြတာလည်းကျွန်တော်တွေ့ရတယ်။ဆိုတော့ကျွန်တော်ပြန်ပြီးတွေ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့အာငွေမေးရနဲ့ငွေဖြူဖြစ်လာဖို့အတွက်ဒါစူးစမ်းတဲ့လူတွေထက်မှဝင်ဟင်အောင်ကထိတ်ဆောင်ကပါနေတယ်ကျွန်တော်တွေ့ရပါတယ်။ဆိုတော့ဒီဘာကြောင့်ဒီလိုကျွန်တော်ပြောရပြောနိုင်တာလဲဆိုရင်ဘာကြောင့်ဒီလိုကျွန်တော်ဆွတ်ဆွေးနေရတာလဲဆိုရင်ကျွန်တော်ဆွတ်ဆွေးတာမဟုတ်ပါဘူး။တိကျခိုင်တုံတဲ့ သတင်းရင်းမြစ်တရှုံနဲ့ကျွန်တော်စီမှာဒီသက်သေထောက်ပြတရှုံရရှိထားတဲ့အတွက်ကြောင့်အခုလိုမျိုးကျွန်တော်ပြောဆိုနေခြင်းဖြစ်ပါတယ်ဆိုတော့ဒီလက်ရှိဝေဟန်ကဒီကျွန်တော်တို့ဒီကဘာအနှံ့ပြမရောက်ရှိနေကြတဲ့နိုင်ငံအနှံ့ပြမရောက်ရှိနေကြတဲ့ရခိုင်လူမျိုးတွေစီကနေပြီးတော့ဒီလက်ရှိဒီဒီကျွန်တော်တို့ရခိုင်ပြည်ထဲကဆက်ပင်းရှောင်းတွေရခိုင်ပြည်ထဲမှာဒီကျွန်တော်တို့ဒီစစ်ရဲတန်းကြောင့် ီတနေ့ရပြန့်တည်းဟာထိခတ်ဒဏ်ရတဲ့လူတွေကိုဒါစေကုသမယ်ဆိုတဲ့အတုံးပြချက်တွေကူညီမယ်ဆိုတဲ့အတုံးပြချက်တွေ ਨੇ ဒီလက်ရှိဒီငွေကြေးကောက်ခံနေတာမျိုးတွေတွေ့ရပါတယ်ဒီလိုငွေကြေးကောက်ခံနေတာနေတဲ့အပြင်သူစီမှာဒီကျွန်တော်တို့ဒီငွေလွှဲငွေသွင်းငွေထုတ်အကုန်လုံးရပါတယ်ဆိုတော့ငွေမေးကလည်း ငွေဖြူဖြစ်လာဖို့အတွက်ဒါနံပါတ်1စူးစမ်းတဲ့အထက်မှာလည်းပဲဒါဝင်အောင်ဒီထိတ်ဆုံးကပါနေတာမျိုးလို့ကျွန်တော်တွေ့ရပါတယ်။ဒါကြောင့်မလို့လက်ရှိဒီကျွန်တော်တို့ရခိုင်ပြည်နယ်တွင်းမှာဒီနိုင်ငံရေးသမားအမေကန်ကိုဂျိုးရှာစီပွားရေးလုပ်နေကြတဲ့ဒီဝင်အောင်တို့လိုလူတချို့တွေဒီကျွန်တော်တနည်းအားဖြင့်ပြောလို့ရှိရင်ဒီကျွန်တော်တို့အာနာရှင်အလိုကြအာနာရှင်နောက်က ထိကန်ဖနက်ကန်ပြီးတော့အာနာရှင်အလိုကျလုတ်ကန်ဆောင်ရွက်နေတဲ့ဘသူသေးသေးငတေးမာရင်ပြီးရောဆိုတဲ့စိတ်ဓာတ်မျိုးထားတဲ့ဒေါက်တာအေးမောင်ကိုကောင်မျိုးတွေကြောင့်ရခိုင်ပြည်နယ်ကြီးဟာအချိန်တော့ကမီဟောင်းဟောင်းတောက်ကြရပြီဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီကနေ့မိပပြည်သူတွေအနေနဲ့ဒီကျွန်တော်တို့ရခိုင်ပြည်သူပြည်သားတွေအနေနဲ့အဲကျွန်တော်ရဲ့ဒီရခိုင်မျိုးနွယ်စုတွေအနေနဲ့လက်ရှိဒီကျွန်တော်တို့ရဲ့ တိတ်ကအကျောင်းရွာတွေကိုသင်ခန်းစာယူပြီးတော့အခုလက်ရှိပြစ်စုတ်ပန်နဲ့နောင်လာမဲ့အနာဂတ်မှာကျဘယ်လိုမျိုးငြိမ်းချမ်းအောင်ကျတော့ရခိုင်ပြည်နယ်နောက်တစ်ခါမီးဟောင်းမတောက်စေရအောင်ဘယ်လိုလှုပ်ဆောင်တက်နေဆိုတဲ့ဟာကိုဒါကျွန်တော်တို့ဆွေးနွေးနှိမ့်နိုင်အဖြေရှာပြီးတော့ကျအေဂျန်တဲ့ပြည်နယ်တခုတနည်းအားဖြင့်စီလုံးညီညွတ်တဲ့ပြည်နယ်တခုကဘာကအားကြရလောက်တဲ့ပြည်နယ်တခုဖြစ်ဖို့ရန် ဝိုင်းဝန်းကြိုပန်းတင့်တယ်ဆိုတဲ့ဟာကိုကျွန်တော်ဒီနေ့ကနေပြီးတော့တင်ပြလို့ရတယ်။ဟုတ်ပြီဒါဆိုကျွန်တော်ဒီနီကောင်ရှော့အနေနဲ့ကျွန်တော်တနည်းပြတွေ့တွေ့ပြောရမယ်ဆိုရင်ဒီကျွန်တော်တို့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဒီလက်ရှိဒီနေထိုင်နေကြတဲ့ဒီကျွန်တော်တောင်တန်းဒေသပေါ့နော်ဒီအဲ့ဒီမှာနေထိုင်နေကြတဲ့ဒီကျွန်တော်တို့မာရမာဂီမျိုးနွယ်စုဝင်များကဒီဘက်ကရခိုင်အာနာရှင်တို့ ਨੇ ပေါင်းပြီးတော့ဒါသူတို့ အဲ့ဒီနေရာကိုတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဒါမှမဟုတ်တိရှာပြည်နယ်ထူထောင်ဖို့အထက်ဒါလှုပ်ဆောင်နေတဲ့သက်တည်တလျှော်လေဒါကျွန်တော်ဆင်ရထားပါတယ်ဒါမဲ့ကျွန်တော်အနေနဲ့ဒီသက်တည်တွေကိုပြောပြဖို့အတွက်ကတင်ပြဖို့အတွက်ကဒါအာဘောနော်ခံလုံတဲ့တည်င်းတစ်ခု ရရှိဖို့အတွက်ဒါကျွန်တော်အနေနဲ့ဒါစောင့်ဆိုင်းနေတာမျိုးဖြစ်ပါတယ်တကယ်လို့ဒါဒီသတင်းဒါတိကျခဲ့ရင်ဒါကျွန်တော်အနေနဲ့ထပ်မံပြီးတော့စူးစီးပြီးတော့ဖော်ထုတ်တင်ပြတော့မှာဖြစ်ပါတယ်ဆိုတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလက်ရှိနေထိုင်နေတဲ့ဒီကျွန်တော်ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့ရခိုင်မျိုးနွယ်စုတွေဟာဒီလက်ရှိဒီအဲ့ဒီနိုင်ငံထဲမှာလိုလတ်စွာတော်လာပိုင်ခွင့်လိုလတ်စွာနေထိုင်ပိုင်ခွင့်လိုလတ်စွာကိုယ်ွယ်ပိုင်ခွင့် အများကြီးရရှိထားတဲ့လူတွေဖြစ်တယ်။ဒီလိုရရှိထားတာတော့မှရောင်ရည်တင်းတင်းချင်းမရှိသေးနဲ့။ဒီကျွန်တော်တို့ဒီလူမျိုးစုတွေကိုခေါင်းဆောင်ရတဲ့ခေါင်းဆောင်တွေကအောက်တန်းကျတဲ့နီလန်နဲ့အဲ့ဒီနေရာမှာရှိနေတဲ့ဒီစက်တက်ကိုဒီကျွန်တော်တို့ကျွန်တော်တို့ဒီလက်ရှိနေဘင်္ဂလားဒေ့ရှ်စက်တက်ကိုဖေရှားခိုင်းနေတာဒါနည်းနည်းကျွန်တော်စဉ်းစားစရာရှိဖြစ်ပါတယ် နောက်တစ်ခုကဒီကျွန်တော်တို့ရခိုင်မျိုးနွယ်စုဝင်ဖြစ်တဲ့ဒီကလေးမလေးကိုမဒိန်ကျင့်လိုက်တဲ့လူတွေကဘင်္ဂလားဒေ့ရှ်နိုင်ငံသားဘင်္ဂလီလူမျိုးအစ္စလမ်ဘာသာဝင်တွေမဟုတ်ပါဘဲဘာကြောင့်ဒီဘင်္ဂလီတွေပိုင်ဆိုင်တဲ့ဝတ်ပြုကိုးကွယ်နေကြတဲ့ဗလီတွေဈေးဆိုင်တွေဘာကြောင့်မီးရှို့ရတာလဲဒါလည်းတစ်ချက်ပေါ့နော်နောက်တစ်ခုစံနှပြတဲ့ခါမှာ သူတို့စံတပ်ပြတဲ့ကြွေးကြော်တန်တွေကဒီမဒိန်ကျက်ခံရတဲ့ကလေးမလေးအတွက်တရားမျှတမှုရရှိဖို့အတွက်ကြွေးကြော်ကြတဲ့ပုံစံမျိုးမဟုတ်ပဲနဲ့သူတို့ရဲ့အနည်းအနားမှာရှိနေတဲ့ဒီတောင်တန်းမှာအရှိစိတ်ထားတဲ့ဘင်္ဂလားစစ်တပ်ကိုအဲ့ဒီနေရာကစွန့်ခွာဖို့စံတပ်ပြနေခြင်းဟာဒါကျွန်တော်တို့နိုင်ငံရဲ့အရာစင်စစ်တုံးတက်စရတဲ့အမျိုးမျိုးဖြစ်ပေါ်နေပါတယ် ကျွန်တော်အနေနဲ့တိကျခံလုံးတဲ့တည်င်းရင်းရင်းတစ်ခုတည်င်းတစ်ခုရခဲ့လို့ရှိရင်လည်းကျွန်တော်အနေနဲ့စူးစီးသုံးသပ်ပရိုဂရမ်ဖြစ်ပါတယ်ဆိုတော့မရင်းချက်ခံရတဲ့ဒီကလေးမလေးအတွက်တနည်းအားဖြင့်တရားမျက်နှာမှုရရှိဖို့အတွက်ကြွေးကြော်တာမျိုးမဟုတ်ပဲနဲ့အဲ့ဒီအနားမှာအရှင်စိတ်ထားတဲ့အဲ့ဒီအနားမှာရှိနေတဲ့စက်တက်ကိုအဲ့ဒီတောင်တန်းကနေစွန့်ဖေးပေးဖို့ တနည်းအားဖြင့်အဲ့ဒီစက်တက်မရှိဖို့တောင်းဆိုနေတာဒါကျွန်တော်တို့တနည်းအားဖြင့်ပြောကြည့်မယ်ဆိုလို့ရှိရင်တော့ဒါဘာမှမဆိုင်တဲ့ဖြစ်စဉ်တစ်ခုပါဒါကြောင့်မို့လို့ကျွန်တော်တို့လည်းတင်ပြကျင်လာကလက်ရှိမိမိတို့ရဲ့လှုပ်ဆောင်ချက်ဒီမိမိတို့အပြတ်တာဖြစ်ပါသည်မိမိတို့စိုက်တဲ့အတိုင်းမိမိတို့ရဲရပါမယ်မိမိတို့ကစဘာဆိုင်ရင်မိမိတို့စဘာရဲရပါမယ်မိမိတို့ကမြက်ဆက်ရင်မြက်ပဲရဲရပါမယ ဒါကြောင့်မို့မိမိတို့စိတ်တဲ့အတိုင်းရိုက်ရမှာဖြစ်တဲ့အတွက်ကြောင့်မိမိတို့ရဲ့လှုပ်ဆောင်ချက်ဒီမိမိတို့ရဲ့အနာဂတ်အတွက်ဖြစ်ပါတယ်မိမိတို့လှုပ်ဆောင်ချက်မှားရင်မိမိတို့အနာဂတ်လည်းမှားသွားမယ်ဆိုတဲ့ဟာကိုဒါကျွန်တော်နည်းနည်းဒီနေရာနေပြီးတော့ပြင်ပြခြင်းနဲ့အဲ့တော့လက်ရှိဘင်္ဂလားဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိနေကြတဲ့လူနေစုပဲဖြစ်တဲ့ကျွန်တော်ရခိုင်မျိုးနွယ်စုတွေကအတိတ်တရားအမှန်တရားရရှိပြီးတော့မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှောက်လန်းပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဥပဒေတွေဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှာမှတ်ထားတဲ့စီရင်စည်းကမ်းတွေကိုလေဆာလိုက်နာခြင်းအပြင်လေဆာလိုက်နာပြီးတော့နေထိုင်ကြဖို့စီရင်စည်းကမ်းတွေလည်းပဲလိုက်နာဖို့ဒါကျွန်တော်အနေနဲ့ဒီနေရာကနေပြီးတော့တင်ပြလိုတဲ့အဲ့တော့နောက်ထပ်ဒီကျွန်တော်တို့ရခိုင်ပြည်ထဲမှာရှိရှိနေကြတဲ့လူတချို့မြန်မာပြည်ထဲမှာရှိနေကြတဲ့လူတချို့လည်းဒါကျွန်တော်ကျွန်တော်ဒီညနေပြောချင်တယ်အဲ့တော့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆရာခိုင်နှောင်းတော်မှမပြစ်တဲ့ဗုဒ္ဓဘာသာဝင်တွေပြောက်ပွေသွားမှာတော့မကြောက်ကြပဲနဲ့လက်ရှိမြန်မာပြည်ထဲမှာဆရာခိုင်နှောင်းလောက်ပဲရှိတဲ့အစ္စလမ်တွေကြောင့်ဗုဒ္ဓဘာသာပြောက်ပွေသွားမှာကိုကြောက်နေကြတာဒါကျွန်တော်တနည်းပြမယ်ဆိုလို့ရှိရင်ဒီဆရာဟာတာတခု အနေနဲ့မြင်ပါတယ်ဒီဆရာဟာတာတခုလို့မြင်မိတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီနေရာနဲ့တင်ပြချင်တာကကျွန်တော်တို့လူရဲ့ နောင်လာမဲ့အနာဂတ်နဲ့အခုလက်ရှိဖြစ်ဖြစ်နေတဲ့ဖြစ်ဖြစ်တွေကိုဒါကျွန်တော်အကောင်းဆုံးဖြစ်အောင်တိဆောက်ပြီးတော့ဒီကျွန်တော်ဘုံရန်သူဖြစ်တဲ့ကျွန်တော်တို့တွေကိုလူမျိုးရေးပါတိုင်းအဓိကရောဖြစ်အောင်လှုံ့ဆော်ပေးနေတဲ့လူသားစားအားလုံးကိုကျွန်တော်တို့တွေဒီစီစီလုံးလုံးညီညွတ်ညွတ်နဲ့တိုက်ထုတ်ပြီးတော့ကျွန်တော်အတိတ်ကဖြစ်ပျက်ခဲ့တဲ့သင်္ခန်းအရာတွေကိုသင်္ခန်းစာယူပြီးတော့ပြစ်စပန်နဲ့အနာဂတ်မှာအကောင်းဆုံးပြန်လေတိဆောက်ကြပါစို့လို့ပြောကြရင်းနဲ့ကျွန်တော်ရဲ့ သူတွေကိုအဆုံးဖြတ်ကြည့်ရှုပေးကြတယ်မိဖတ်ပြီးသူတရားကိုကျင့်စတဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ